အခုကျွန်တော်က business content တွေရေးတဲ့အခါဝင်ငွေတိုးစီမဲ့နီးလန်းတွေကို ရေးတဲ့အခါမှာ တချို့လူတွေက comment ထဲမှာလာပြီးတော့မှရေးပါတယ်။ဘာရေးလဲဆိုတော့လောကမှာစိတ်ချမ်းသာဖို့ကငွေချမ်းသာဖို့အထက် အရေးကြီးတယ်။နော်စိတ်ချမ်းသာအောင်လုပ်ဒါမျိုးတွေကျွန်တော်တို့စီ comment တွေရေးတာကိုကျွန်တော်တွေ့ပါတယ်။အဲ့တော့ရေးတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်။ဒါဒီမှန်ပါတယ်။ဟုတ်ပါတယ်။အဲ့တော့ကျွန်တော်တို့စိတ်ချမ်းသာဖို့ကအရေးကြီးပါတယ်။ ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေအရဆိုလို့ရှိရင်တော့လူတွေစိတ်မချမ်းမသာ ဖြစ်နေတဲ့အ धिक အကြောင်းရင်းတွေထဲမှာအကြောင်းချက်တစ်ချက်ကငွေအဆင်မပြေလို့ငွေမရှိလို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရက်ကော့ထဲမှာကြည့်လိုက်ပါ။နော်မိသားစုတွေရံဖြစ်နေကြတယ်၊ပြဿနာတက်နေကြတယ်။ဆိုလို့ရှိရင်များသောအားဖြင့်အ धिक အကြောင်းရင်းတွေ ငွေကြေးအစင်မပြေတဲ့အတွက်ဖြစ်ပါတယ်အဲ့တော့ယောက်ျားငွေတွေမရှာနိုင်တဲ့ခါမှာမိမဟာလာပူညာပူညာနဲ့လုပ်တယ်ပြဿနာတွေရှာတယ်အဲ့ဒီအချိန်မှာရန်နေဖြစ်ကြတယ်စကားတွေများကြတယ်အဲ့တော့ပြောချင်တာဒီကျွန်တော်တို့ကစိတ်ချမ်းသာတာကောင်းပါတယ်ငွေချမ်းသာတာလည်းကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ကငွေလဲချမ်းသာစိတ်လဲချမ်းသာဆိုရင်ပိုမကောင်းဘူးလား ။အဲ့တော့တတော်တော်ကဟလာစက်ဘိန်းပေါ်မှာစိုက်ကားပေါ်မှာ စိတ်ညစ်နေတာနဲ့ Mercedes ကားပေါ်မှာစိတ်ညစ်နေတာနဲ့ဘယ်ကောင်ကပို့ပြီးတော့မှတက်တာလိမ့်မယ်လို့ထင်လဲ။ဘယ်ကောင်ကပို့ပြီးတော့မှအဆင်ပြေလိမ့်မယ်လို့ထင်လဲ။အဲ့လိုပဲစိုက်ကားပေါ်နဲ့စက်ဘိန်းပေါ်မှာစိတ်ချမ်းသာတာနဲ့ Mercedes ကားပေါ်မှာစိတ်ချမ်းသာတာနဲ့ဘယ်အနေထားကပို့ပြီးတော့မှပျော်စရာကောင်းလိမ့်မယ်လို့ထင်ပါသလဲ။ နော်အဲ့လိုပြောလိုက်လို့ကျွန်တော်ကဟာငွေတွေပဲမှတ်ရမှာလားနော်ငွေတွေနောက်ကို တောက်လျှောက်လိုက်နေရမှာလားနော်မတမာနဲ့နီးလန်းနေနဲ့လိုက်ရမှာလားကျွန်တော်ဒါအောင်မပြောပါဘူးတမာတဲ့နီးလန်းနဲ့ငွေနောက်ကိုလိုက်လို့ရပါတယ်ကိုတက်ထားတဲ့အတတ်ပညာတွေကိုကျွမ်းကျင်ထားတဲ့ skill တွေကိုအသုံးချပြီးတော့မှဝင်ငွေတွေရှာလို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့အထွေထွေကိုရီးကိုပြောပြမယ်เนาะကျွန်တော်လွန်ခဲ့တဲ့နှစ်အစိတ်လောက်တုန်းက ျွန်တော်ရဲ့မိဘအိမ်ကနေထွက်လာပြီးတော့မှဦးလေးအိမ်မှာနေရင်းနဲ့ကျွန်တော်ကြောင်တက်တယ်ဘဝကိုကြိုးစားနေတဲ့အချိန်ကာလတုန်းကเนาะအဲ့တော့ကျွန်တော်တစ်ခါတလေမှရွာကိုအလဲပြန်ပါတယ်เนาะအလဲပြန်တဲ့ခါမှာဘသူတွေနဲ့လဲပြန်တယ်ဆိုတော့ကျွန်တော်တငယ်ချင်းမျိုးပေါ်ရောက်နေတဲ့တငယ်ချင်းတွေနဲ့ကျွန်တော်အလဲပြန်တယ်เนาะပြောရမယ်ဆိုလို့ရှိရင်တော့တို့ကတော့တစ်ထေးသားတွေပေါ့เนาะကျွန်တော်ကတော့မိသားစုစီးပွားပြတ်ပြီးတော့မှအိမ်ကထွက်လာတယ်ပြောရမယ်ဆိုလို့ရှိရင်ကြိုးစားနေတဲ့လူတွေပေါ့အဲ့တော့တတော်တွေရောရွာထဲဝင်သွားတဲ့အခါမှာ ရွာကတချို့သောသူတွေက လာပြီးတော့မှနှုတ်ဆက်တယ်အဲ့တော့ကျွန်တော်ကစင်းရင်သာကျွန်တော်တကယ်ချင်းကတထေးတာဘသူ့ကိုနှုတ်ဆက်မယ်လို့ထင်ပါတယ် yes ပြောင်းပါပဲเนาะကျွန်တော်တို့မေးတယ်အဲ့တော့မင်းတို့ရွာကိုအလဲပြန်လာတာလားဆိုတဲ့မေးခွန်းမမေးပါဘူးအဲ့ဒီတထေးတာကိုပဲကြည့်ပြီးတော့မှမင်းရွာကိုအလဲပြန်လာတာလားအိမ်ကိုအလဲလာအောင်လေထမင်းလာစားအောင်လေမင်းပါကြီးကဟိုတနေ့ကတောင်မင်းအကြောင်းပြောနေသေးတယ်ဒါမျိုး ပြောပါတယ်အဲ့တော့ကျွန်တော်လည်းဒူဒူပဲရွာသားပဲတငယ်ချင်းပဲကျွန်တော်ကိုကြတော့ဘာမှမပြောပါဘူးဘာကြောင့်မို့လို့ထင်ပါလဲ yes မှန်ပါတယ်အကြောင်းချက်ဒီအများကြီးရှိနေမြင်ဒါပေမဲ့တခုတော့အကြောင်းချက်ဒီကျွန်တော်ငွေကြေးဥစ္စာမရှိတဲ့အခါမှာကျွန်တော်ကဘာဖြစ်သွားလဲဆိုတော့အပေခံဖြစ်သွားတာအဲ့တော့ပြောချင်တာဒီကျွန်တော်တို့ကဘာလဲဆိုတော့ဘဝမှာငွေချေးဥစ္စာက ချမ်းသာကြွယ်ဝဖို့လိုတယ်ကျွန်တော်အဲ့ဒီချိန်ကလေးကကျွန်တော် okay ငါတရက်မှာချမ်းသာမှဖြစ်မယ်ငါဝင်ငွေတွေကောင်းမှဖြစ်မယ်ငါလုပ်ငန်းကိုင်ငန်းတွေကောင်းမှဖြစ်မယ်ဆိုပြီးတော့မှကျွန်တော်ဘာလုပ်လဲဆိုတော့အတကုံကျွန်တော်စူးစမ်းတယ်တရက်ကိုအလုပ်ချိန်18နာရီတို့16နာရီတို့ကျွန်တော်ဒီလိုမျိုးစူးစမ်းခဲ့တယ်အဲ့တော့အဲ့လိုပြောလိုက်လို့အခုချမ်းသာနေပြီလားလို့ကျွန်တော်မမေးပါနဲ့အဲ့တော့ချမ်းသာတဲ့ထဲတော့မပါသေးဘူးဒါပေမဲ့ဟိုးရုံးကနေဆိုင်လုပ်ခဲ့တဲ့နှစ်အစိတ်ထက်ဆာလို့ရှိရင်တော့ဝင်ငွေလည်းတိုးနေပါပြီ เนาะကိုအခြေအနေတစ်ခုကိုလည်းရောက်နေပါပြီ။အကြောင်းကိုကျွန်တော်ပြောနေတာဒီအခုဒီဗီဒီယိုကြည့်နေလဲကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလဲဘဝမှာချမ်းသာဖို့စူးစားပါเนาะအဲ့တော့ချမ်းသာဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ခဏခဏပြောပါရယ်။ဘာလုပ်ဖို့လို့လဲဆိုတော့ high income scale နော် high income scale လို့ခေါ်တဲ့ကိုယ်ဝင်ငွေတိုးစေမဲ့တက်ကြွမှုတွေကိုလိတ်လာထားဖို့လိုတယ်လိတ်လာနေဖို့လိုတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့ဒီအရွယ်ကလေးကအဲ့ဒီ high income scale တွေကိုကျွန်တော်လိတ်လာတယ် နော်လေ့လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့အဲ့ဒီ skill တွေမြင့်လာတဲ့အခါမှာငွေတွေရှာနိုင်လာတယ်ရလာတဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံမှုအတွက်နားလည်လာတယ်ဈေးရောင်းတက်လာတယ်အကြောင်းမကျော်တော့ high income skill တွေကိုတုံးချဖို့လေ့လာထားဖို့လိုတယ်နော်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်အခုလောလောဆယ်မှာအာတခုခုနော်ကျွန်တော်ကျွန်တော်ရဲ့ဗိုက်ဆိုင်မျိုးတွေဟိုမှာရေထဲမှာမျောသွားခင်ရောမီးလောင်သွားခင်ရော နော်ငလေလောက်တဲ့ထဲမှာပါသွားခင်ရောကျွန်တော်ဂယုဆိုင်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်ကခုနပြောတဲ့ဝင်ငွေတိုးစင်မဲ့ skills တွေကိုလေ့လာခဲ့တဲ့အတွက်ဖြစ်ပါတယ်เนาะကျွန်တော်တို့ကျွန်တော်ဘဝမှာချမ်းသာခြင်းလေဆိုလို့ရှိရင်เนาะ high income skill လို့ခေါ်တဲ့တက်ကျွမ်းမှုတွေအဲ့ဒီတက်ကျွမ်းမှုတွေကဝင်ငွေရှာပေးနိုင်တဲ့တက်ကျွမ်းမှုတွေကိုကောင်းကောင်းလေ့လာထားဖို့လိုတယ်အဲ့တော့အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်เนาะဘဝမှာစိတ်ချမ်းသာငွေချမ်းသာအောင်ကြိုးစားနိုင်မှုလိုတယ်เนาะအဲ့တော့ကျွန်တော်တို့ကစိတ်တော့ချမ်းသာပါရဲ့ငွေမချမ်းသာဘူးဆိုလို့ရှိရင်လည်း အဆင်မပြေတဲ့အဲထဲမှာပါတယ်အဲ့တော့ငွေမချမ်းသာဘူးငွေအခက်ခဲတွေပြဿနာတွေတက်နေပြီဆိုလို့ရှိရင်စိတ်ချမ်းသာဖို့ကခက်ခဲပါလိမ့်မယ်အဲ့တော့ကျမကြီးမကောင်းနေတဲ့သူတွေတခြားသောပြဿနာတွေနဲ့စိတ်မချမ်းသာဖြစ်နေတဲ့သူတွေကိုတော့ကျွန်တော်မပြောလို့ပါအဲ့တော့ဒီကနောက်เนาะစိတ်လည်းချမ်းသာအောင်ငွေလည်းချမ်းသာအောင်လုပ်ပါကျွန်တော်ရဲ့ page မှာဆိုလို့ရှိရင်လည်းကျွန်တော်နှစ်ပိုင်းသွားပြီးတော့မှကျွန်တော် post ရှိတင်းနေတယ်နော်စိတ်ချမ်းသာဖို့အတွက်နီလန်းနေလဲကျွန်တော်တောက်လျှောက်တင်နေငွေချမ်းသာဖို့အတွက်နီလန်းနေလဲတောက်လျှောက် ကျွန်တော်ပေးနေပါတယ်အဲ့တော့ဒါကကျွန်တော်ကြားလာတဲ့ idea လေးတစ်ခုကိုကျွန်တော်လူငယ်တွေမိတ်ဆွေတွေကိုကျွန်တော်လာပြီးတော့မှချပြရတာပါပြောပြရတာပါချို့ရရဲ့เนาะကျွန်တော်တို့ခံယူချက်တွေနဲ့မကန့်ကြီးရတဲ့ရှိကောင်းရှိနိုင်နေတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်ကတော့ငွေရောစိတ်ရောချမ်းသာဖို့စူးစမ်းဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်ဒီကြောင်းတွေကနေပြီးတော့မှအခဒီဗီဒီယိုကြည့်နေတယ်ကျွန်တော်လည်းငယ်တွေမိတ်ဆွေတွေအကျိုးတစုံတရာရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အကျိုးတစုံတရာရတယ်ဆိုလို့ရှိရင်တော့ထုတ်စံအတိုင်းပဲ comment မှာ yes လို့ရေးပြပါဒီဗီဒီယိုဆုံးထောက်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါ မြတ်ရှိတော်နေတယ်ဖြစ်ပါစေ။